ဒါကြောင့်မို့စိတ်ဆိုးခြင်းရဲ့အပြစ်တွေကိုမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောကြားလေးရှိတယ်။စိတ်ဆိုးတယ်ဆိုတာဟာအကျိုးအလုံးကိုဆွဲဖို့ပျက်စီးစေတတ်တယ်။ယန္တူတွေရဲ့အကြိုက်ကိုဖော်ထုတ်ပေးတယ်။စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်ဟာအ ਨੇ ဆုံးရုပ်ပြက်ဆင်းပြက်မလှမပဖြစ်တယ်။စိတ်ဆိုးနေပြီဆိုရင်သူ့ရဲ့ရုပ်တွင်ဟာလည်း ကြည်လင်အေးမြမှုမရှိဘူးမလှမပ ရုပ်ဟာအယုတ်ဆိုးအကြီးတန်သွားရုပ်သာအယုတ်ဆိုးအကြီးတန်တာမဟုတ်ဘူးပြောတဲ့စကားလည်းအယုတ်ဆိုးအကြီးတန်တယ်လှုပ်တဲ့အလုပ်တွေကလည်းအယုတ်ဆိုးအကြီးတန်သွားတယ်အားလုံးဟာယဉ်ကျေးမှုတွေပျက်စီးသွားပြီးတော့စိတ်ဆိုးမှုဆိုတဲ့ဒီအခြေခံအကြောင်းတစ်ခုပေါ်လိုက်တာနဲ့တပြိုင်နက်လူလောကမှာအဆက်ကွဲတဲ့အနေအထားမျိုးရောက်သွားစေတယ်ပေါ့ဒါကြောင့်မို့လို့ စိတ်ဆိုးမှုဆိုတာဟာအလွန်တရာဒီဆိုးကျိုးကို ဖြစ်ပေါ်စေပြီးစီလုံးညီညွတ်မှုကိုပြပြစေတတ်တယ်လို့မြတ်စွာဘုရားကဒီလိုခေါ်တာ